မင်္ဂလာပါရှင်ရှမ်းကုန်မီဒီယာကကြိုဆိုပါရစေအင်အားလုံးဖြင့်မြေငလျင်လှုပ်ခတ်မှုကြောင့်ရှမ်းပြည်နယ်ညောင်ရွှေမြို့အင်းလေးဒေသအတွင်းထိခိုက်ပျက်စီးမှုများဖြစ်ပေါ်အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိတဲ့တဲ့တွင်ကိုတင်ဆက်ပါမယ်ရှင် ။အင်အားလုံးပြင်ငလင်းလောက်ခတ်မှုကြောင့်လူနေရဆောက်ကိုဟိုတယ်နဲ့အုံနေရန်ပြူကြမှုများကြောင့် match လ28ရက်နေ့မှာယနေ့နဲ့6နာရီအချိန်အထိမြေပြင်စရင်ကောက်ယူရရှိမှု စရင်စရာများအရာညောင်ရွှေမြို့နယ်တွင် လူ90ဦးသေဆုံးခဲ့ပြီး26ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးရှမ်းပြည်နယ်အတွင်းငလင်းတန်းတဲ့မြို့နယ်73မြို့နယ်တွင်ညောင်ရွှေမြို့နယ်သည် ထိခိုက်ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်ကြောင်းသိရပါသည်။ အဆိုပိုင်းအလုံးပြင်းငလျင်လောက်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုလူသေဆုံးမှုများဖြစ်ပေါ်ခဲ့သည့်ညောင်ရွှေမြို့နယ်အင်လီဒေတာအားရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၏အနီးကပ်ကြီးကြပ်မှုဖြင့်ပြည်နယ်အစိုးရအဖွဲ့ဝန်ဝန်ကြီးများရှမ်းပြည်နယ်တဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များနေမြေခံတပ်မတော်သားများရဲတပ်ဖွဲ့ဝင်များမိသက်တပ်ဖွဲ့ဝင်များဂျမားရေးဝန်ထမ်းများနှင့်ကုညီကယ်ဆယ်ရေးအဖွဲ့များကရှာဖွေကုညီကယ်ဆယ်ရေးလုပ်ငန်းများဆောင် င်းရွက်လျက်ရှိပြီးညောင်ရှိမြို့နယ်တိတ်နန်းကျောင်းတာလီရထက်တန်းကျောင်းနောင်ကန်ကျောင်းဂုံတာကျောင်းနဲ့ဝါဆိုကျောင်းတို့တွင်ယာယီကယ်ဆယ်ရေးစခန်းငါးခုဖွင့်လက်ကငလျင်ဘေးတန့်တင်ပြည်သူများအားဂျမ်းမာရေးဆောင်ရှောက်မှုလုပ်ငန်းများကို အချိန်နဲ့တပြေးညီဆောင်ရွက်လျက်ရှိရာယနေ့နေ့လယ်ပိုင်းတွင် ပြည်내ဝင်ကြီးချုပ်နယ်အဖွဲ့သည်တန်တန်ကြောင်ယာယီကယ်ဆေးစခန်းနှင့်ရေဖေးသင့်ကျေးရွာများတို့ရောက်ရှိပြီးငလျင်တန်တင်ပြည်သူများအတွက်စံစီစားနှင့်အခြားထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရှိရပါသည်ရှင်။